အားလုံးပဲမင်္ဂလာပါရှင်။ရန်ကုန်ခေတ်သစ် channel ကနေပြီးတော့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရခိုင်တွင်စစ်တပ်၏တိုက်ခိုက်မှုများအရှိန်မြင့်လာသည့်အပြင်ပြည်သူများကိုဖမ်းဆီးတပ်ဖြတ်မှုများတိုးမြင့်လာ၍စစ်ရေးသတိရှိကြရန်အေအေကသတိပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်တွင်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုများအရှိန်မြင့်လောက်ဆောင်နေသည့်အပြင်ပြည်သူများကိုဖမ်းဆီးမှုများတိုးမြင့်လာ၍စစ်ရေးသတိရှိကြရန်အေအေကအသိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ ရခိုင်ရှိပင်လယ်ကမ်းနီးမြို့ရွာများမှပြည်သူများအနေဖြင့်ဖက်စစ်အကြံဖက်စစ်ကော်မရှင်၏ရှေးချောင်းလေချောင်းတိုက်ခိုက်မှုအန္တရာယ်ကိုအထူးသတိထားကြပါရန်နှင့်စည်ရေးသတိရှိကြပါရန်အေအေကသတိပေးလာခြင်းဖြစ်ပါသည်စစ်တပ်ကလွန်ခဲ့တဲ့နှစ်နှစ်တာကာလနီးပါအတောအတွင်း၎င်းတို့ဆုံရှုံခဲ့သည့်တရင်တပ်မဌာနချုပ်တိုင်းဌာနချုပ်များအပါအဝင်စည်ရေးနိုင်ငံရေးအရာအချက်ချကြပြီး၎င်းတို့ဆုံးလုပ်ခဲ့ရသောနေရာချုပ်လူရရွာများအားပြန်လည်တင်ပတ်ရယူရန်အတွက်မြန်မာနိုင်ငံအနှက်ထိုးစစ်ကြီးများကိုပြုလုပ်နေခဲ့သည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်ကြောင်းအာရကဒေသအတွင်း၌လည်းကြီးရည်လေးပူပေါင်းစစ်စင်ရေးများပြုလုပ်ကအထူးသဖြင့်ကြောက်ဖြူတွင်ထိုးစစ်များကို2025ခုနှစ်မလဇန်မှစတင်ပြီးချိန်ဖန်များစွာပြုလုပ်ခဲ့တော့လေထိရောက်မှုမရှိပဲအထူးခိုက်ကြဆုံများကိုသာရင်ဆိုင်နေရကြောင်းအေအေကပြောပါရယ်အေအေနေဖြင့်လည်းအာရကဒေသအတွင်းတိမ့်ပိုက်ရန်ကြံရှိနေသေးသောမြို့များကိုဆက်လက်တိမ့်ပိုက်ရယူရန်ကြိုးစားနေသည့်အချိန်တပြိုင်နက်တည်းတွင်အာရကဒေသနှင့်နေပြည်တော်ထိဆက်လျက်ရှိသောမကွေးတိုင်းနက်ရီကန် ပဲခူးတိုင်းညောင်ကျိုးပြူဟာကုန်းနဲ့အေယာဝတီတိုင်းအဆက်၄မျက်နှာမျိုးနဲ့တွင်တို့နိုင်လဲရန်သူဤထိုးစစ်တိုင်းကိုချက်ချက်ခန့်၍တံပြန်ထိုးစစ်ဆင်လျက်ရှိသောကြောင့်အဆိုပါနီးယားများ၌တိုက်ပွဲများဒီတိုင်းဒီပါဖြစ်ပွားလျက်ရှိသည်ဟုသိရပါသည်လရှိအကျင့်အာရကတက်တော်နှင့်ဖက်စစ်အကြံဖက်စစ်ကော်မရှင်တို့သည်နှစ်ဖက်စလုံးအတွက်စစ်ရေးအချက်အချာကြသောနေရ၅ခု၌အပြန်လန်ထိုးစစ်များနှင့်အတူနှင်းစင်ရက်ဆက်တိုက်ခိုက်နေကြသည်မှာရက်တက်တဲ့ဘောင်များစွာကြာမြင့်ခဲ့ပြီးဖြစ်ကြောင်း ဒီပြိုင်နက်သေးတွင်စစ်တပ်ကအာရခတပ်တော်ထိန်းချုပ်ထားရာနေရာများထဲမှာအချို့သောနေရာများအားထိုးစစ်ဆင်တိုက်ခိုက်မှုမျိုးဆက်လက်ပြုလုပ်ကြံပြင်ဆင်လျက်ရှိကြောင်း AA ကပြောပါရယ်စစ်တပ်၏စစ်သည်မော်များကပင်လယ်ပြင်မှနေ၍စစ်ရေးပြင့်မှန်မဟုတ်သောအရက်သားပြည်သူများနေထိုင်ရာရက်ွက်ကြီးရွာများအတွင်သို့လက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်တိုက်ခိုက်ခြင်းပင်လယ်ပြင်ကမ်းဤအတွင်တနိုင်တပိုင်ဝန်းစာရှာ၅ဗန်းထွက်နေကြသည့်ရေလုံသားပြည်သူများအားဖမ်းဆီးခြင်းတပ်ဖြတ်ခြင်းတို့ကိုရခုရက်များအတွင်ဇက်တိုက်ပြုလုပ်လာနေကြောင်းသိရပါရယ် 2025ခုနှစ်စက်တင်ဘာလ6ရက်နေ့တွင်တန်တွဲမြို့တောင်မကြီးတိုင်းနှင့်ဆက်လင်မြို့ကြီးရွာမှအရက်သားရေလုံသားပြည်သူ၄ဦးဖြစ်ကြသောအသက်52နှစ်အရွယ်ဦးမောင်ကိုအသက်52နှစ်အရွယ်ဦးကျော်ဝေတန်းအသက်50နှစ်အရွယ်ဦးဖိုးနီနှင့်အသက်39နှစ်အရွယ်ဦးညီညီနှစ်တို့ကိုပင်လေပြင်ကန်းနီနိုင်ငါးဖန်းနေစဉ်စစ်ကော်မရှင်ဤရေတက်ကဖန်သွားကြောင်းအလားတူအော်တိုဘာလ3ရက်နေ့တွင်စစ်တက်ကကြောက်ဖြူမျိုးစားပြင်ကွင်းရက်ွက်မှရေလုံသားပြည်သူ20ကျော်ကိုလည်းအချောင်းမဲ့ဖမ်းဆီးခဲ့ကြောင်းသိရပါသည် စက်တင်ဘာလ၄ရက်နေ့မိုးလဲ့နှစ်နာရီအချိန်စစ်တင်းမောမြပေါ်မှာလက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်မှုကြောင့်တန်တွဲငပလီကန်းချီအနီနှင့်လင်းယိုးတောင်ထန်းတိုင်းလက်နက်ကြီးကြီးချရောက်ပေါက်ကွဲခဲ့ကြောင်းစက်တင်ဘာလအတွင်းအကြံဖက်စစ်ကော်မရှင်၏တန်တွဲမျိုးပေါ်ရက်ွက်များရှိအပြစ်မဲ့အရသာပြည်သူများအပေါ်လေးချောင်းပြစ်ခတ်တိုက်ခိုက်မှုကြောင့်ပြည်သူတဦးသေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းစက်တင်ဘာလလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်အရက်သားနေအိမ်များနှင့်ဘုံကြီးချောင်းဝင်းနေရာအချို့တို့ထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါသည် စက်တင်ဘာလ29ရက်နေ့တွင်လေစစ်ကော်မရှင်ဤစစ်သင်္ဘောများပေါ်မှာတန်တွဲမျိုးနှင့်မျိုးပတ်ဝင်ခြင်းနေရာအများပြားသို့လက်နက်ကြီးများဖြင့်တောက်လျှောက်ရန်တန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအော်တိုဘာလ9ရက်နေ့ညနေ4နာရီ4မိနစ်မှ4နာရီ14မိနစ်အတွင်းကွာမျိုးနယ်ပုံမြက်ကြီးရွာပတ်ဝန်းကျင်ရှိပင်လေပြင်သို့စစ်သင်္ဘောများပေါ်မှာလက်နက်ကြီးဖြင့်စက်တကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်အော်တိုဘာလ9ရက်နေ့တွင်လေစစ်တပ်ကတန်တွဲငပလီကမ်းခြေ ညနေချင်းဆိုင်တွင်အထိုင်ချထားသော၎င်းတို့၏စစ်တင်းပေါ်များပေါ်မှလက်နက်ကြီးများဖြင့်တန်တွဲမြို့ပတ်ဝန်းကျင်သို့ရန်တန့်ပစ်ခဲ့ခဲ့သည့်သာမကတန်တွဲနှင့်ခွားမြို့ပေါ်တွင် YA ဝိုင်းတွဲလျင်များဖြင့်လေးနိုင်ခန့်ကြာမယံမနာဇက်တိုက်ပြန်ဝင်နေခဲ့ကြောင်းအော်တိုဘာလ10ရက်နေ့နနက်8နာရီခန့်အချိန်တွင်တန်တွဲမြို့အနီးပတ်ဝန်းကျင်အားချက်လျင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ကျမ၏တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။